အမေစုချစ်သူများရှင်ကျွန်မဒီသတင်းလေးကိုပေါ့နော်ခေါင်းစဉ်လေးကိုအဲ့လိုပဲပေးရမယ်။ဘာကြောင့်လဲဆိုတော့ကျွန်မသတင်းလေးကိုအမေစုချစ်သူများနားထောင်ဖို့အတွက်ကိုအထူးလိုအပ်နေပါအရှင်အမေစုချစ်သူများစီကိုကျွန်မတင်ဆက်ပေးချင်တာပါ။အဲ့မှာလဲဆိုတော့ဒီ2025ခုနှစ်ဧပြီ21ရက်နေ့မှာဆိုရင်ပြည်သူ့ဘုံရေးစုကိုအမေစုပေါ့နော်အန်တီတောင်ဆန်းစုကြီးကချင်းမြင့်ချင်းခံခဲ့ရရှင့်။အဲ့ဒါရဲ့နောက်ဆက်တွဲရဘာတွေဖြစ်လာနိုင်လဲဆိုတော့ပေါ့အမေစုချစ်သူများသိရှိထားတဲ့အတွက်ကျွန်မသတင်းတင်ဆက်မှုတွေကနေပြောပြပေးခြင်းပါတယ်။ ပြည်သူ့ကောင်ကြီးစုဆိုတာကတော့အင်္ဂလိပ်လိုခေါ်တာက Citizen of Burma Award လို့ခေါ်ပါရှင့်အတူကောင်အနေနဲ့ကတော့ COPA လို့ခေါ်တယ်ပြည်သူ့ကောင်ကြီးစုရှင်တွေကိုတဲ့ဒေါ်လာ1000တိတိစုချင်းမြင်ပါရှင့်ဒီတော့ဒီ data လေးကိုမှတ်ထားပါရော anti dollar စုကြည်ကစုရခဲ့ဖြစ်တော့ဒေါ်လာ1000ရမှာနော်အဲ့လိုမှတ်ထားပြီ။သူအထူးစုဆိုတာရှိရဲ့။ထူးစွာပါလဲဆိုတော့ပြည်သူ့ကောင်ကြီးစုရှင်အပြင်နဲ့အခြားပေးတဲ့လူတို့ပေါပေါက်လာမယ်ဆိုတော့အထူးစုဖြစ်နေသူကဒေါ်လာတစ်ထောင်ပေးပါလေတဲ့။ဒီဘာကြောင့်စုပေးရလဲဆိုတော့နိုင်ငံရေးလူမှုရေးနဲ့ပရိုက်တာနယ်ပယ်တွေမှာကိုကျိုးစွန်နင့်နာခံဆောင်ရွက်သူတွေကိုချီးမြှင့်ခြင်းဖြစ်ပါတယ်တဲ့။ သူတို့ပြည်သူ့ကောင်ရဲ့ဆောင်ပုတ်ကကြတော့မြန်မာနိုင်ငံသားချင်းရိုင်းချင်းကိုပြည်သူ့ကောင်ရှိတဲ့အင်္ဂလိပ်လိုကြတော့အာဘာမစ်ဟက်ပင်ဘာမစ်ပေါ့နော်ဆိုတော့မိဘပြည်သူတို့သိထားမိလားရှင့်သိထားမိလားသူတို့ပြည်သူ့ကောင်ရဲ့အဖွဲ့နာမည်နဲ့ဆောင်ပုတ်ကဂျွန်နဲ့သင်းနေရှင့်ဂျွန်နဲ့သင်းနေကျွန်မဒီကနေ့အောင်အနံ့ရဘာကြောင့်လဲဒီလားဘာမားဆိုတာကျွန်မတို့ခေါ်ခံတဲ့နာမည်မဟုတ်ဘူးလေကျွန်မတို့ကမြန်မာလေကျွန်မတို့မြန်မာဆိုတာကိုထရန်တော့သိရဲ့သူတို့မသိဘူးသူတို့ဂျွန်နဲ့သင်းနေတာဘာမားဆိုတာဂျွန်နဲ့သင်းနေတဲ့သူတွေတုံးလားရှင့်ကျွန်မတို့နိုင်ငံကဘာမားဆိုသုံးခွင့်မရှိဘူး ကျွန်မနိုင်ငံမြန်မာနိုင်ငံပြည်တော်စုဘွားတိုင်းသာအာလုံးရှိတဲ့နိုင်ငံမမနိုင်ငံမဟုတ်ဘူးရှင်ဘာမှမဟုတ်ဘူးမြန်မာလူမျိုးကြီးဝါဒလို့ပြောတယ်သူတို့ပဲပြောတယ်ပြီးလို့ရှင်မြန်မာနိုင်ငံကိုကြာရင်လူမျိုးတစ်ခုရဲ့နာမည်တတ်ထားတယ်ဘာမှတဲ့ဘာမှဆိုတော့မြန်မာနိုင်ငံထဲမှာရှိတဲ့တိုင်းသာလူမျိုးစုတစ်ခုရဲ့နာမည်သူတို့မသိဘူးသူတို့ကျွန်းနဲ့သင်းနေတယ် ဲ့လိုတော့ရှိရရှင်เนาะပြီးတော့အဲ့ကျွန်းနဲ့တန်းနဲ့အဖွဲရပါเนาะအန်တီတော်လန်စုကြီးကိုစုပေးมาဖြစ်တဲ့အတွက်နည်းနည်းတော့စဉ်းစားပါရှင်ပြည်သူ့ကုံရဲ့အသင်းစတင်တူထောင်တော့ဟာဥဆုံညွတ်တော်ဝင်နှင်းစီရကမကထပြုတ်ခဲ့ရလို့သိရတယ်ပြည်သူ့ကုံရဲ့အသင်းဝင်တွေကိုလည်းတေချာလေးပြောပြမယ်ရှင်ဒီခါစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါဗာလဲဆိုတော့88ចောင်းသားဟောင်းနေ ABSDF အဖွဲဝင်ဟောင်းနေ ABSDF ဆိုတော့ရှင်ပါချောင်လူတက်မှုမှာပါဝင်ပတ်သက်ခဲ့တဲ့သူတွေပေါ့ရှင် ။ပါကြောင်လူသတ်မှုမှာပေါင်ပတ်သက်ခဲ့တဲ့သူတွေနစ်နာခဲ့တဲ့သူတွေပေါ့နော်။ဒါဘသူကနစ်နာလဲဘသူကပေါင်ပတ်သက်လဲဆိုတော့အဲ့ဒီအဖွဲ့ဝင်ဟောင်းနေပဲတူးချင်းသိမဲ့ကိစ္စတာဖြစ်ပါရဲ့ရှင့်။အဲ့ဒီအဖွဲ့တွေပြီးတော့ UNG CRPHPDF လင်းလင်းနဲ့ချစ်သူဝင်မင်းကိုနိုင်ခင်နှင်းကြည်သာ UNG ဝင်ကြီးတွေပြီးတော့ဒေါက်တာကျိုးတီဟာဒေါက်တာကျိုးတီရဆိုတာလဲ UNG ထောက်ဖို့အားပေးပဲရှင့်။ဟုတ်လို့ပေါ့နော်မင်းကိုနိုင်တင်ဆောင်မောင်ပိုင်ကျူတုနာကြီးခွန်ပီထူးစားတဲ့သူတွေဖြစ်ပါရဲ့ရှင့် အဖွဲ့ဝင်တွေအားလုံးကတော့ဆဆရကလေးကြီးပဲဇော်လေးကြီးပဲပေါ့နော်အဲ့တော့အဲ့ဒီလူတွေတယောက်ချင်းစီရဲ့နောက်ကျောင်းရဆိုရင်လည်းလက်ရှိပါလုပ်နေလဲဆိုတာကတော့အမေစုချစ်သူများလည်းပဲဆက်လက်ပြီးတော့စုံစမ်းကြည့်ကြပါရှင်ပြန်နထဆတ်တော်မူနေ14ချိန်ကြောင့်စုပွဲ14ချိန်ကြောင့်စုပွဲပွဲမှာဆိုရင်ဒေါက်တာဆော်ဝဲဆိုကမိကုံးပြောကြခဲ့တဲ့အချိန်ကျမတက်ပုံလေးပြသပါမယ်နော် တော်ဇော်ဝေစိုးဆိုတာကတော့အစိတ်ဘရင်လို့လူသိများတယ်ဒေါက်တာဟောင်းတူဥသာဖြစ်ပါရှင့်သူအစိတ်ဘရင်လို့ပဲခေါ်ကြတယ်အစိတ်ဘရင်လို့ခေါ်ရတဲ့တမိုင်းချောင်းကတော့မိဘပြည်သူများအလုံးသိပြီးသားပါပဲလူတွေကိုစိတ်ခတ်တတ်ဖို့အတွက်သူကညွှန်ကြားတယ်လေ online ကနေညွှန်ကြားတယ်အဲရုပ်သံဖန်တော့ကျမတို့မှရှိသေးရဲ့ရှင့်နော်အဲ့တော့သူကအစိတ်ဘရင်ဖြစ်ပါရှင့်ပြီးတော့ကျမတို့ဆက်လေ့လာမှဘလို့လူတွေသူတို့စုပေးခဲ့တာလဲဆိုတာဆက်လေ့လာရမယ်နော်ဆူရတဲ့သူကနံပါတ်1ကနာကူဥက္ကဋ္ဌဥကြောသူဖြစ်ပါရဲ့ရှင့်အာကျွန်မပြောဖို့မေ့ပါရတယ်သူတို့စုပေးခဲ့တာ15ယောက်ပဲရှိသေးတယ်15ဦးပဲရှိသေးတယ်အန်တီတော်အောင်စုကြီးက16ယောက်မြောက် အဲ့တော့အဲ့ဒီ15ဦးကျွန်တော်ပြောပြမယ်နံပါတ်1ကကြတော့ဒါနာကူဥက္ကဋ္ဌဦးကျော်သူပေါ့နော်ဒါကတော့အားလုံးသိပါရဲ့ရှင်ဦးကျော်သူကတော့အာနာကူကိစ္စမှာဆိုလဲစွစွနံပါတ်လုတ်ခဲ့တယ်ပေါ့နော်အဲ့ဒီအပိုင်းလေးတော့ကျွန်မလေးစားပါတယ်လူတွေမှာခါကြရင်လေးစားရတဲ့အပိုင်းရှိရယ်မလေးစားရတဲ့အပိုင်းရှိရယ်ပေါ့နော်အဲ့ဒီအပိုင်းတော့လေးစားတယ်ကျွန်မသူမလေးစားရတဲ့အပိုင်းပါလဲဆိုတော့စီရန်နေဆလောက်တုံးကစီရန်နေကိုလာစားပေးမယ်ဆိုပြီးတော့လုတ်ထားတဲ့ကော်မရှင်ထဲမှာတူပါတယ်အဲ့ဒါမှအခုချိန်ကြီးသူလာစားမပေးဘူးပေါ့နော်အဲ့ဒီခုတော့ကျွန်မသူမလေးစားနိုင်ဘူးပေါ့နော်နောက်ထပ်တစ်ခုကကျတော့ဒေါက်တာနောက်ထပ်တစ်ယောက်ကဒေါက်တာတန်းမင်းထွတ်သူကစံပင်းတရမြည်ရင်ရှင်ဖြစ်ပါရဲ့ရှင် သူကဆိုရင်ပသိမ်ဖျံဆင်းအောင်ကြီးကြောဖြစ်တယ်ဒေါက်တာတမ်းမင်းထွက်က AR တိုင်းဒေသကြီးအတွင်းမှာ2021မှာစီတန်လှုပ်ရှားမှုဆရာဝန်စီတန်လှုပ်ရှားမှုဝါရှင်ပြုလုပ်ခဲ့တဲ့အတွက်အခမ်းခံခဲ့ရတယ်ဒါပေမဲ့သူကအဲ့ဒီ2021ဩဂုတ်လရက်နေ့မှာပဲအမှုတွေရုပ်သိမ်းပြီးတော့လွတ်မြောက်သွားပါတယ်ချင်းလူကူပေါ်မှာရှိရဲဆိုတော့မေးကြည့်ပေါ်သူနဲ့တွေ့ရခါပေါ့နော်ပြီးတော့နောက်တစ်ယောက်ကကြတော့ပန်းရည်လန်းအဖွဲ့ကကိုရဲလွင်ဖြစ်ပါတယ်သူကတော့လွတ်နဲ့လွတ်လက်ငင်းချန်ပန်းရည်လန်းဆိုတဲ့လူမှုကွန်ရက်တစ်ခုဖွဲ့စည်းပြီးတော့ writer လောက်တာဖြစ်ပါတယ်ချင်းနံပါတ်၄ဆူရတဲ့သူကတော့ဒီចောင်းသူပေါ့နော်မတ်ဖြူဖြူအောင်ဆိုတဲ့သူဖြစ်ပါတယ် သူကလည်းတမိုင်းချောင်းရှိတယ်အဲ့ဒါဘာလဲဆိုတော့သူက88ခုနှစ်ဖွားတာဒါပေမဲ့သူဖွားတဲ့အချိန်မှာသူ့ရဲ့ဖခင်ကထောင်ထဲမှာပေါ့နော်88စုခုအစမ်းဖတ်မှုဆန္ဒပြဝင်မှာပါဝင်ခဲ့တဲ့သူပါရှင့်အဲ့တော့ထောင်ကျသွားတယ်သူငငယ်ရဆိုသူ့ဖေကထောင်ကျတဲ့ထောင်ဝင်စာသွားတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးဇန်နာခဲ့တဲ့ဘဝလေးတော့ရှိပါတယ်ဒါပေမဲ့သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့သူက2006ခုနှစ်မှာအမေရိကန်စင်တာမှာရှိတဲ့စာဖတ်ဝန်တစ်ခုကိုသူ့အဖြစ်အဆက်အသွယ်နဲ့ပါဝင်ခွင့်ရခဲ့တယ်တဲ့အဲ့ဒီကနေမှ2000ခုဘာကတာများဖြစ်လာမယ်ကျောင်းသားလူငယ်နဲ့စတင်စုံစည်းခဲ့တယ်တဲ့ဆိုတော့ ဒီလိုမျိုးဆန္ဒပြပွဲတွေစူပိုချမ်းပတ်မှုတွေလုပ်တဲ့သူတွေကအဲ့ဒီအမေရိကန်စန်တာအနေနဲ့ပေါက်ခွာလာတာပေါ့နော်စန္ဒကြည့်ပါအောင်ရှင်းကျွန်တော်တော့တက်စမောက်လောက်လို့ပြောရလဲမကြိုက်ဘူးတရားဒါပေမဲ့ပထွေးရအကုန်တယောက်ပဲဖြစ်နေတယ်ပထွေးတွေကြည့်လိုက်အကုန်လုံးအမေရိကန်ကြီးပဲအဲ့လိုဖြစ်နေရရှင်းအနေထားလို့ရရှင်းပေါ့နော်ဒါကြောင့်ဒါကြောင့်ကျော်နဲ့တင်တယ်လို့ပြောတာရှင်းဒီကကျော်နဲ့တင်တယ်လို့ပြောတာနမငါးစုရထားတာကတော့ clean shampoo campaign အဖွဲ့ဖြစ်ပါတယ်ဒီဖွဲ့ကတော့ဗာလဲဆိုတော့ရန်ကုန်မြို့မှာအမိုက်ကောက်ဖို့အတွက်စူးစမ်းတဲ့ဖွဲ့ဖြစ်ပါတယ်။သူတို့ဖွဲ့ရဲ့လှုပ်ဆောင်မှုကတော့ချီချူထိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ရန်ကုန်မှာလူရစိတ်ကက်မဲ့အញ្ញမ်းမိုက်ပြတ်တာ ရှင်းလာကြည့်ရှက်တော့ရှက်စီတိုင်းနော်ဒီမိုကရေစီစာလိုချင်ကြတာအမှိုက်ကြတော့စီကတ်မဲ့စီကတ်မဲ့ရှောက်ပြင်းနေတော့မယ်ခုချိန်လေးအဲ့လောက်တွေးခေါ်လောင်းနေဒီမိုကရေစီလိုချင်နေသူများနိုင်ငံကြရင်ရှက်စီရည်မျိုးတစ်ခုလုံးစာဟိုအမှိုက်ကောက်ဖို့တောင်မှကမ်ပိန်းထောင်ပြီးစူးစမ်းရတဲ့အနေထားမြန်မာနိုင်ငံအဲ့လိုပေါ့နော်အဲ့ဒီဖွဲ့လေးကြားထားတယ်နံပါတ်6ကကြတော့စူရတဲ့သူကထူးခြားရဲ့ရှင့် HIV ပိုးကူးစက်တဲ့သူတွေကိုစောက်ရှောက်ရေးကရဖွင့်ရပြီးတော့ဖြူတင်းဖြစ်ပါတယ်သူ့လည်းဥကြော်သူလိုပဲကျမအိပိုင်းပြီးတော့လေးစားတယ်တပိုင်းလေးစားတယ်ပေါ့နော်မလေးစားတဲ့ပိုင်းလေးပြောပြမယ်သူနဲ့ပြည်သူ့ကောင်ရဲ့ဖွဲ့ရဲ့ဆက်ဆံမှုတစ်ခုရှိရဲ့အဲ့ပါလဲဆိုတော့ပြည်သူ့ကောင်ရဲ့ဖွဲ့ကသူ့ ဒေါ်လာ6သန်းလှူဒန်းခဲ့တယ်။သူတို့ကြားထဲမှာရှင်းလို့မပြီးတဲ့ကိစ္စတွေကျွန်တော်ဖော်ထုတ်ပြမယ်လား။2021နိုင်ငံရေးပြဿနာအနေနဲ့ဒီဇင်ပေါ်ပေါက်ခဲ့တဲ့ CRPH ကိုဒီအဖွဲ့အစည်းကနေပြီးတော့ပတ်စံတွေအဲ့လိုနည်း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 ချင်းစီတတိတိလှူထားတာပေါ့နော်တတိတိပေးရထားတဲ့အခါမှာတစ်ခါမှငွေစင်းရှင်းနဲ့မလုပ်ဘူးလေ CRPH ကတော့ဖြူတန်းတော့လေတစ်ခါမှမလုပ်ဘူးဟိုဘလောက်တိလဲမလုပ်လဲဆိုရင်ဒေါ်လာ6သန်းမှာတဲ့ဒေါ်လာ9သိန်းခွဲဖို့လောက်ပဲစင်းရှင်းနဲ့လုပ်တယ်တဲ့အဲ့ဒီစင်းရောလက်မှတ်ထိုးခိုင်းနေတဲ့သူတို့ပေါ့နော်လက်မှတ်ထိုးခိုင်းနေတဲ့ဒေါ်လာ7သန်းခွဲဖို့လောက်ဘာမှသုံးထားလဲဆိုတာစင်းမပြနိုင်ဘူးတဲ့ သူနဲ့ပြည်သူကိုရင်တက်နေတဲ့ပြဿနာအိပြဿနာရင်ရှင်းလိုက်ပါအောင်လို့ပြောလိုက်ပါအောင်ရှင်တော့အဲ့ဇလန်းတော့ရှိရဲမချို့လေအဲ့အလေးနဲ့အိလေးရာလေးရသွားသူလည်းရှိရဲလေအဲ့တော့စေတနာရှိလို့ပေးကြတာပဲအခုကျမှခားနေပါလေတော့ရှင်အဲ့ဒါလေးပဲပြောချင်တယ်ဒါနမခုနှစ်ပြည်သူကိုရင် စုရခါတာကမန္တလေးမြို့တော်စီမင်းသားရေးကော်မတီကိုတည်ရရှင်ဒါကတော့အနေပြတ်ထက်မှာပေးခဲ့တာလို့ကျမထင်ပါရှင်နမ၈စုရသူကတော့တန်ဖိုးတဲ့ညစာဖန်ပြီးခဲ့တဲ့ဒေါက်တာနန္ဒဝင်းဆိုသူဖြစ်ပါရှင် သူ့ရဲ့တမိုင်းကြောင်းတော့တဲ့အများစားမရှိပါဘူး။နံပါတ်6ဆူရတာကစာရေးဆရာမဒေါ်တန်းမြင့်အောင်ဖြစ်ပါတယ်။သူက UNDP ဆိုတဲ့လက်ထက်မှာဆိုလဲရန်ကုန်တိုင်းစီပင်သာရေးကော်မတီဝင်ဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်။ဒါပေမဲ့သူကဆိုရင်နိုင်ငံတော်အကြီးအကဲပြည်စင်မှုဥပဒေပုံမှန်9နဲ့2021မှာဆိုထောင်နဲ့ကြာခံခဲ့ရတဲ့ချင်းဆန္ဒပြောင်းမှာပါဝင်တာဝါရှင်တာပါပဲ။မဲခိုးတော့ကကြတော့ဝိုင်းမတားခဲ့ကြတဲ့သူတွေကမဲခိုးတာကိုရေးယူရဲဆိုတဲ့အချိန်ကြတော့မှဝင်းပြီးဆန္ဒပြကြတဲ့အခါမှာကြီးညိုပြည့်စင်မှုတွေနဲ့ထောင်ကြကြတာဝါရှင်အိုက်ဇလန်နေပါပဲ။အားလုံးကတမိုင်းကြောင်းတွေကတိတ်တော့ဖြူစင်နေခြင်းမရှိဘူးနော်။ နံပါတ်30ဆူရတဲ့သူကတန်မန်ကြီးဥကြော်မိုးထွန်းနဲ့သူကအဲ့လိုပြောတာပါရှင်။တမဲဆိုရင်တရားဝင်တော့မဟုတ်တော့ပါအညူကြီးအဖွဲဝင်ပဲဖြစ်ပါတယ်။သူကတော့အကြံပတ်အားပေးတာပါရှင်။နံပါတ်7ပေးထားတဲ့ဆုတစိတ်ကတော့ထူးခြားတယ်သိလား။မေးတော်လိုင်းမှာပါဝင်တဲ့လူငယ်တွေရဲ့တီထွင်ဖန်တီးမှုနဲ့ထုတ်လုပ်မှုတွေအတွက် PD အဖွဲတွေဆုပေးထားတယ်။ပြည်သူ့ကော်မတီဆုပေးထားတယ် PD အဖွဲတွေ။မလေး PD အဖွဲတွေကပြည်သူ့ကော်မတီဆုရထားတာနော်။အထင်တော့မသေးလိုက်နဲ့ရှင်သီလာသူတို့ဒီတီထွန်ထန်ဖန်တီးထားတဲ့ထုတ်လုပ်မှုတွေကပါတယ်ဆိုတော့လက်လုံမိုင်းနေ ပြစ်လိုက်လို့ရှိရင်လူပါပွဲသွားတဲ့ short tight ဒုံးနေလေသူတို့ online မှာဆိုတက်တက်လာလေပခုံးပေါ်တင်ပြီးတော့ပြစ်လိုက်လို့ရှိရင်အဲ့ဟာကြီးကပေါက်သွားတော့သူတို့ဘာတေသွားလေအဲ့လိုဟာလေအဓိကအထင်ရှားဆုံးထုတ်ကုန်ကတော့လက်လုံပိုင်းပေါ့နော်လက်လုံပိုင်းနဲ့ပြည်သူကြီးမှာမိုင်းထောင်တဲ့ကိစ္စအများကြီးလုပ်ခဲ့လေအဲ့တော့ PDF တွေရခဲ့တဲ့စုနော် PDF တွေရခဲ့တဲ့စုရှင်တော်တော်အံ့ဩစရာပဲနမစနစ်စုရတာကမတန်ဆွမ်းဆရာမတော်ဤငယ်ဖြစ်ပါတယ်သူကတော့လေးစားစရာကောင်းပါတယ်ပကံမြို့နာကမတန်ဆွမ်းဆရာမလေးတူဖြစ်ပါရှင့်နမ73စုရတဲ့သူကကချင်တိုင်းသူဖြစ်တဲ့မတ်ဆွန်ဆော့ဆိုင်ထွင်ဖြစ်ပါတယ် သူကတော့2018မှာတက်မလွန်တဲ့ KIA တိုက်ပွဲဖြစ်တုန်းကစစ်ဘေးတံခံရတဲ့မန်ဝယ်ပေါ့နော်ရွာသားတွေဝေးကင်းရနေရာချထားဖို့အတွက်ကိုသူကမြကြီးနောက်မှုစီတာဖို့ရက်ကွက်မနှောခွင့်မှာဆန္ဒပြခဲ့ရသူဖြစ်ပါရှင်2018ဆိုတော့အန်ဒီဆူလက်ထက်ပါပေါ့နော်အဲ့လိုမျိုးဆန္ဒပြခဲ့ရသူဖြစ်တဲ့နံပါတ်14ဆူရတဲ့သူကတော့ special ပဲသူ့ရင်းကိုဟာမိုးရံတိုင်းဖြစ်ပါရဲ့ရှင်သူကတော့အရင်က writer သတင်းထောင်မြောက်ဖန်းစည်းခံရတယ်လေနိုင်ငံတော်ဟိဝက်ဆက်အဥပဒေနဲ့ဖန်းစည်းထောင်ချခံရတယ် writer သတင်းထောင်မြောက်ရှိရတယ်အဲ့သတင်းထောင်မြောက်ဘက်ကနေကာကွယ်ပေးပြီးတော့ဒီလိုဒီမြောက်ကိုတဲ့ရဲမှုချုပ်တူကထောင်ချောင်းစင်ကြီးဖန်းစည်းခဲ့တာပါဆိုပြီးတော့ရဲတပ်ဖွဲ့ကိုတစ္ဆာဖောက်ပြီးတော့လိန်လေထွက်ဆိုခဲ့တဲ့အတွက်ထောင်ချခဲ့တယ်သူရှင်တစ္ဆာပေါက်တော့ရှင်တစ္ဆာပေါက်တော့အဲခေါ်ကောင်ပန်းညွန့်ပေါ့ အဲဥစားဥဖြိုးမင်းသိန်းရဲ့တော့တူတာပေါ့နော်ပေါကောင်ပါညို့ပါရှင်ပေါကောင်ပါညို့လောက်ခဲ့တယ်သူအဲပြီးတော့ထူးခြားချက်ကသူကထောင်းထွက်လာတော့ကသူ့ကို UBB ပါတီကပါတီကနေပါတီဝင်ဖို့အတွက်ကမ်းလှမ်းနေဆိုပြီးတော့ပြောထားရရှင်ဒီလားပြောထားဆိုတာသူပြောတာကဟိုကကမ်းလှမ်းမလှမ်းတော့ကျမလည်းမသိသူပြောတာသူကခက်တဲ့မီဒီယာကိုပြောခဲ့တာဟုတ်ပုတ်တော့မသိဘူးရှင်ဒီလား2020တုန်းကလည်းစကိုင်းတိုင်းဒေသကြီး လွှတ်တော်ရဲ့ခင်ဦးမြို့နယ်မဲဆန္ဒနယ်အမှတ်နှစ်မှာတတိပုတ်လက်ကိုစလဲလောင်းဖြစ်တဲ့အမိစင်းတင်လိုက်ပါပြီဆိုပြီးတော့သူကိုယ်တိုင်အားဖြင့်တင်းဌာနကိုပြောထားတာအဲ့ဒီတင်းနေဖတ်ချင်လို့ရှင့်အခုချိန်ကြီးပြန်ရှာဖတ်လို့ရတယ်သူ့နာမည် Google မှာရိုက်ထားလို့ရှင့်သူပြောခဲ့တဲ့စကားအားလုံးပါတယ်ရှင့်ဒါပေမဲ့ဘလို့ပဲသူကပြောပြောသူဒီစပောက်လောက်ပြောက်လို့ပဲကျွန်မသတ်မှတ်တယ်ရှင်းရှင်းလေးနော်ဒီတော့နံပါတ်15ကတော့မုစလင်ကုသိုလ်ဖြစ်စေရုံပေါ့နော်အဲ့စေရုံပေးခဲ့တာဖြစ်တယ်โอเคပြီးတော့အန်တီတော်ဆန်းစုကြီးက16ရောင်ရောင်ဖြစ်တယ်ရှင့်အရှိမပေးခဲ့တဲ့15ရောင်လုံးကိုကျမတို့က data တွေကောက်လိုက်တဲ့အခါလဲကြာလဲကြာဟော တော်တော်များများအကြမ်းဖက်အားပေးဖြစ်နေ60ရာခိုင်နှုန်းကျော်အကြမ်းဖက်အားပေးဖြစ်နေ15ရောက်မှာ6ရောက်ကလုံးဝတေးကြရဲ့အကြမ်းဖက်အဖွဲ့ဝင်အကြမ်းဖက်အားပေးပြည်တဲ့တော်ပါလိုက်တဲ့ခက်တိတိနဲ့60ရာခိုင်နှုန်းကျော်ကအကြမ်းဖက်မားတွေပေးပြီးတော့ဒီစုကိုအနေထောင်ဒေါင်းသန်းတွေလက်ထက်လာထည့်တယ်ဆိုတော့ဒါအန်တီကိုစော်ကားနေရမှာမဟုတ်လား